အစ္စရေးနိုင်ငံကခက်ခဲကြမ်းတမ်းတဲ့ဒဲကန်နယ်ယာတွေမှာအီယာမမြေကြီးတခုကိုဘယ်လိုများဖန်တီးခဲ့ကြသလဲဒီပါသလားကြောက်တောင်တွေလေမုန်တိုင်းတွေနဲ့ပူလောင်တွေရဲ့နေအောင်ခြေတွေကလွဲလို့ဘာမှမရှိတဲ့ဒီနေရာမှာအစ္စရေးလူမျိုးတွေကပင်လယ်ရေကိုပါတောက်သုံးရေပြေးပြောင်းလဲပေးနိုင်ခဲ့ပြီးသူတို့ရဲ့နိုင်ငံကိုပါအပီးတိုင်ပြောင်းလဲပစ်ခဲ့ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းပြီးလက်တွေမကျဘူးလို့ထင်ရတဲ့လုပ်ငန်းစဉ်ကြီးကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကြည့်လိုက်ကြရအောင်နေပေါင်းများစွာကြောင့်အစ္စရေးနိုင်ငံတောင်ပိုင်းကနဂိတ်ဒဲကနာယာက၆သွေပြီးစိုက်ပျိုးလို့မရတဲ့မြေဖြစ်ခဲ့ပါတယ် နွေရာသီမှာအပူချိန်က40ဒီဂရီစင်တီဂရိတ်ကျော်ထိတက်ပြီးမိုးရေကလည်းတနစ်ကိုရက်တရပတ်အနည်းငယ်ပဲရွာသွန်းပါတယ်။မြေရောက်ရေတွေကလည်းတဖြည်းဖြည်းခန်းချောက်လာတော့နိုင်ငံရဲ့အသက်သွေးကျော်ဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းကပြိုလဲလိုနှီးပါဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဒီတဲကန်နယ်ရနဲ့မိုင်းနှင်းငယ်အကွာမှာတော့အဆုံးမရှိတဲ့ပင်လယ်ရေတွေနဲ့ပြည့်နေတဲ့မြေထဲပင်လယ်ကရှိနေခဲ့ပါတယ်။ဒီကွာခြားချက်ကပဲအစ္စရေးရဲ့တတိယအရှိဆုံးဆုံးဖြတ်ချက်ကိုမွေးဖွားပေးခဲ့တာပါ။အဲဒါကတော့ပင်လယ်ရေကိုဒဲကန်နယ်ရအလဲအထိဆွဲသွင်းဖို့ပါပဲ။ 2000ပြည့်နှစ်မှာအမေရိကန်ဒေါ်လာ3ဘီလီယံဒီပါရင်းနှီးမြှုပ်နှံပြီးဒဲကနာယရေစီမံကိန်းကိုတရားဝင်စတင်ခဲ့ပါတယ်။ပထမဆုံးစိန်ခေါ်မှုကတော့6သွေးမှာကျောတဲ့ဒဲကနာယကိုစောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြောင်းလဲပို့ပါပြီ။အင်ဂျင်နီယာတွေကလေတိုင်နှုန်းဒဲကုံတွေရဲ့လှုပ်ရှားမှုတွေကိုတိုင်းတာပြီးတည်ငြိမ်တဲ့မြင်နေရတွေကိုဖော်ထုတ်ခဲ့ကြပါတယ်။အဲနောက်မှာတော့ဘူဒိုဇာရာပေါင်းများစွာကိုအသုံးပြုပြီးဒဲကုံမြင့်တွေကိုညှိကမြင်းမြင့်နဲ့ပြင်ကိုချုံးမှုအောင်ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင်တဲရီကိုခိုင်းမာလာအောင်ရေသွင်းခြင်းဒလိန်နှောင်းကြီးတွေနဲ့မြေကိုဖိနှိပ်ခြင်းစားတဲ့နေပညာတွေကိုအသုံးပြုပြီးတန်ချိန်များစွာရှိတဲ့ဆိုင်ရန်ရားတွေကိုခံနိုင်ရင်ရှိမယ်အခြေခံအုတ်မြစ်ကိုဖန်တီးခဲ့ပါတယ်မြေပြင်အုတ်မြစ်ခိုင်မာပြီးတဲ့နောက်မှာတော့မိုင်150နီးပါးရှည်လျားတဲ့ရေပင်းမြောင်းကိုတူဖော်ခဲ့ပါတယ်နေတိုင်းတဲနဲ့မြေကြီးတန်ပေါင်း9000ခန့်ကိုဖယ်ရှားခဲ့ရပြီးရေမြောင်းရဲ့အကျယ်ကိုပေ150ခန့်နဲ့အနက်ကိုပေ20ကျော်ထိတူဆွာခဲ့ပါတယ်ရေမြောင်းရဲ့အနားသက်တွေကလည်းရေစိမ့်မထွက်အောင်ကွန်ကရစ်ပြားတွေနဲ့လုံးဝကာယံခဲ့ရပါတယ် ဒါပေမဲ့ဒီလိုအရာမမြောင်ကြီးတဲ့ကိုရောက်လာတဲ့ရေတွေကသုံးလို့ရတဲ့ရေတော့မဟုတ်သေးပါဘူး။ဒဲကနာရအတွက်စားတဲ့ဆိုတော့6သိန်းမှထက်တောင်ပို့ပြီးတော့အန်ဒရယ်ကြီးလို့ပါ။ဒါကြောင့်ဒီပင်လယ်ရေတွေကိုတောက်သုံးရင်ဖြစ်ပြောင်းလဲဖို့အတွက် reverse osmosis နေပညာသုံးအစင်းမြင့်ရေတန့်စင်ဆက်ယုံတွေလိုအပ်လာပါရင်ဒီဆက်ယုံတွေထဲမှာပင်လယ်ရေကိုဖိအားအပြင်းနဲ့အလွန်သိငယ်တဲ့မှန်ချက်ပြားတွေကနေဖြတ်တန်းစီပြီးစားမော်လီကျူးတွေနဲ့တခြားဓာတုပစ္စည်းတွေအားလုံးကိုဖယ်ရှားပစ်ပါရင် အဲ့လိုစားလုံးကကင်းစင်သွားတဲ့ရေစစ်စစ်ကိုမှတောက်300မှာလိုအပ်တဲ့ကယ်စီယမ်နဲ့မက်ဂနီဆီယမ်လိုဓာတ်တထုအနည်းငယ်ကိုပြန်လည်ဖြည့်တင်းပေးပြီးမှဖြန့်ဖြူးရေးကုန်ရက်ထဲကိုလွှဲပြောင်းပေးတာပါဒီလိုနဲ့အနည်း60ကျော်ကြာတဲ့အချိန်ကာလမှာနိုင်ငံတော်ရင်ရေပေးဝေတဲ့စနစ်ကြီးတစ်ခုဖန်တီးခဲ့ပြီးဒီချိန်က6သွင်းနေတဲ့နဂဲပြေသားကစိမ့်ဆူလာခဲ့ပါတယ်လိန်မော်ဂျန်တွေစပစ်ချန်တွေဟင်းသီးဟင်းရွက်ဆိုင်ခွင်းတွေပေါ်လာခဲ့ပြီးအစ္စရေးနိုင်ငံရဲ့တောင်ထဲမြောက်ကိုဆက်သွယ်ပေးတဲ့အစိမ်းရောင်သွေးကြောကြီးတစ်ခုအဖြစ်ဒီစီမံကိန်းကတက်တည်ပြသခဲ့ပါတယ် မျောလင်းကြတဲ့ခန္ဓာရင်အားကိုအခြေခံပြီးတိဆောက်ထားတဲ့နိုင်ငံတစ်ခုအတွက်အသက်သွေးကြောအစစ်အမှန်ပါပဲ။